အရခတ်တတော်အေအေကမကွေးနဲ့ရခိုင်အဆက်မှာရှိတဲ့စစ်ကောင်စီရဲ့စခန်းကိုသိမ်းယူလိုက်ပါတယ်။ရခိုင်ပြည်နယ်ဒီမကွေးတိုင်းနယ်စပ်ငဖဲမြို့နယ်အပိုင်းဒီအမ်ပဒန်းလမ်းပေါ်မှာရှိတဲ့ဒီရုံးမတောင်ပေါ်ကစစ်ကောင်စီရဲ့စခန်းကို အေအေကသိမ်းယူလိုက်တာပဲဖြစ်ပါတယ်။ရုံးမတောင်ပေါ်ကစစ်ကောင်စီရဲ့ MPD ဆက်သွယ်ရေးတာဝါတိုင်းကုန်းစခန်းကိုအေအေကမနေ့ကသိမ်းယူခဲ့တာဖြစ်တယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကပြောပါတယ်။အဲ့ဒီစခန်းကို သိမ်းပြီးတဲ့နောက်မှာလည်းအဲ့ဒီနာကနတ်ရေကန်ဗျူဟာကုန်းနာတဝိုက်မှာတော့တိုက်ပွဲတွေပြင်းထန်နေတယ်လို့ဆိုပါတယ်။နတ်ရေကန်တိုက်ပွဲမှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေအပြင်ဒီအနားမှာရှိတဲ့ဘုံဘောခမောက်အတောင်စခန်းကနေလည်းလက်နက်ကြီးတွေနဲ့ပစ်ကူပေးနေတယ်လို့ဆိုပါတယ်။အရခတက်တော်နဲ့ဒီပူပေါင်းတပ်ဖွဲ့တွေက ဖေဖော်ဝါရီလဇန်ပိုင်းကစပြီးတော့အံပဒန်လမ်းပိုင်းကိုပိတ်ဆို့ဖြတ်တောက်ထားပြီးနတ်ရေကန်ဗျူဟာကိုထိုးစစ်ဆင်တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။